မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေမင်္ဂလာရှိသောညနေခင်းဖြစ်ပါစေကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေကျေးဇူးတော်ကြောင့်2025ခုနှစ်ဂျွန်လ16ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေနေ့ရက်စတိုင်းချစ်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်တဲ့နောက်ကပတ်တော်အားဖြင့်တိဆောက်เสียဖြစ်စေပါ နတ်နေသောတမန်တော်ကိုသရှင်တော်ဝိညာဉ်တော်ဖျားယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါတခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝီငှပါれဖျားအာမင်ဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါရစေ။ကျွန်တော်လုံလောက်ချင်း၃မျိုးဆိုတဲ့ကောင်းစဉ်အောက်မှာနားထောင်နေပါရစေ။အဲ့တော့ဒီကနေ့အသက်တာမှာတခါလေကျွန်တော်ကမရှိဘူးမဖြစ်ဘူးမရဘူးမလုံလောက်ဘူး ဖြစ်မှာမဟုတ်ဘူးရမှာမဟုတ်ဘူးဒါတွေအမြင်ပြောတတ်ပါတယ်ဒါကတော့လောကကြီးမှာ အမြင်ချတဲ့ဇာကားတွေကိုတခါတည်းကမှဝန်ခံပြီးပြောတတ်တဲ့အခါတွေတွေ့ရတယ်ဒါပေမဲ့ချမ်းစာကတော့မရှိတဲ့အရာရှိအောင်ဖះကပြန်လုပ်ပြီးပါတယ်အမဖြစ်တဲ့အရာသူဖြစ်အောင်ဖះကပြန်လုပ်ပြီးတယ်မချမ်းမာတဲ့အရာချမ်းမာအောင်သူလုပ်ပြီးနိုင်တယ်မလုံလောက်တာလုံလောက်တဲ့ပြင်ပူရှံအောင်လည်းသူလုပ်ပြီးနိုင်တယ်ဒါနှုတ်ကပတ်တော်ရဲ့ဂရီတော်ဖြစ်ပါ တော့ဒီလုံလောက်ချင်း၃မျိုးခေါင်းစဉ်အောက်မှာကျွန်တော်တို့မဘယ်ထဲမှာပါသလဲဒါကိုကျွန်တော်တို့ကဆင်ကျင်နေတာဖြစ်တယ်အဲ့တော့ဆာလန်ဆရာကတော့ပြောတယ်အကျွန်ုပ်ခွက်ဖလားရှန်နေတယ်သူအဲ့လိုပြောပါတယ်ပြည့်တယ်ယော့တယ်အနှင်းငယ်လို့မပြောဘူးသူကရှန်နေလို့ပြောပါတယ်အဲ့တော့ဒီကနေ့ကျွန်မရဲ့သက်တာမှာနှုတ်ကပတ်တော်နဲ့သွားတဲ့သူမှာအမြဲတမ်းဖျားကရှန်ထွက်တဲ့အရာတွေပြင်ဆင်ပြီးပါတယ် တော့ဖះနဲ့သွားတဲ့သူရဲ့အသက်တာမှာရှံထွက်တဲ့ကောင်းကြီးရှိပါတယ်အဲဒုတော်ညာလေဖះမပါတဲ့သူရဲ့အသက်တာမှာရှာထွက်တဲ့အသက်တာပဲဖြစ်တယ်တောင်ဒီကနေ့ကျွန်တော်တို့ကရှံထွက်သူလားရှာထွက်သူလားအဲဒါကျွန်တော်စဉ်းစားရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့စကားလေးတစ်လုံးနဲ့အားပေးခြင်းတယ်သင်ဘဝမှာဖះနဲ့သွားလာရင်တဲ့အတိတ်မှာမရသေးတာထက် ိုကောင်းတဲ့အရာရအောင်ဖះကလှုပ်ပေးတယ်ဆိုတော့တွေ့ရတယ်။နောက်ဒီကနေ့ဘဝမှာဖះနဲ့သွားလာတဲ့သူဟာတဲ့အတိတ်မှာ မရသေးတဲ့အရာဒီရရဲ့သိဉ္ဉဏ်နဲ့မရခဲ့တဲ့အရာရှိရင်တော့အဲ့ဒါတွေထပ်ပိုကောင်းတဲ့အရာရအောင်ဖះကလှုပ်ပေးတယ်ဆိုတော့ရှေ့ဦးစွာအားပေးခြင်းတယ်။ဒါကြောင့်ကျမ်းစာထဲမှာနံပါတ်1ပထမမလုံလောက်ဘူးလို့ပြောတဲ့အုပ်စုတွေရှိတယ်။ not enough เนาะ ဒါကတော့ဘာလို့လဲဆိုတော့ဂေဟာစီလေးရခန်းကြီးကငွေ20ရ20ခွန်အီလီရှေးရဲ့တပည့်ဖြစ်တယ်တတ်မှတ်ပြီးတော့နေမန်ရဲ့ပစ္စည်းတွေကိုသူ proper အီလီရှေးကိုနေမန်ပေးမဲ့လက်ဆောင်တွေသူကဖြတ်ပြီးတော့ယူလိုက်တဲ့အခါမှာအဲ့ဒီတတ်မှတ်ခြင်းသူ့အိမ်မှာမလုံလောက်ဘူး not enough မလုံလောက်လို့သူများပစ္စည်းကိုမတရားပွားယူလိုက်တဲ့အရာဟာအဲ့ဒီနေမန်ရဲ့အနုပါသူ့ထဲမှာဆွဲသွားတယ်ဆိုတွေ့ရတယ် အဲ့ဒါကြောင့်များကြီးပေါ်ပြခဲ့ပြီဖြစ်နံပါတ်1ကတော့အခန်းယောရှုမဆာခန်းကြီးခုနှစ်ငယ်တက်က26ယေရီခေါမြို့ဖြိုတဲ့အခါမှာယောရှုကပြောတယ်ဒီမြို့တွေကပစ္စည်းမယူရဘူးပြောတယ်ဂျားတွေကခါနန်ပြည်ကိုသွားပြီးတော့ခါနန်ပြည်ကိုသာ ရှေးရှုနေဒါပေမဲ့ခါနန်ပြည်ကို ပို့မဲ့ဖျားကိုဒီအခန်းဆိုတဲ့သူကမယုံဘူးဖြစ်နှုတ်နယ်ပြားကြီးစီးတဲ့ခါနန်ပြည်တော့သူသွားနေတာဒါပေမဲ့နှုတ်နယ်ပြားကြီးစီးစီမဲ့ဖျားသူအแทမှာမရှိဘူးဖြစ်တော့ သူတတ်မှတ်ပြီးတခြားຢာတွေသွားယူလိုက်တဲ့အခါအဲ့ဒီအာခံကောသူ့မိမသူ့သားမိအကုန်လုံးဂဲနဲ့ပေါက်သချင်းခံရတာအနားလည်အောင်ပြောရင်တော့ဘဝမှာမလုံလောက်ဘူးလို့ပြောပြီးအခြားຢာတွေကိုဆွဲလမ်းမိရင်ပုံပြီးဆုံးရှုံးတတ်တယ်အော်ဒီကနေ့ကျွန်တော်ကမလုံလောက်ပါလို့ပြောတယ်ဂီဟာစီအာခံတို့အတ္တဓာတ်ထဲမှာမဖြစ်ဖို့အားပေးခြင်းတယ်ကဲနံပါတ်2ကတော့ just enough လုံလောက်ယုံမြလေးကွတ်တီပဲလုံလောက်ယုံမြတခါဒီချွတ်ပြောတတ်တယ် တော့ကျမ်းစာမှာလုံလောက်ယုံမြပြောတာ prophet main မှာเนาะလေးရခန်းကြီးလေးငယ်တက်ကနေ quantity point တွေ့ရ prophet တပါးတည်သွားတဲ့အခါသူ့ main မှာကိုကျွေးရှင်တွေကသားနှစ်ယောက်အဲ့ဒီ prophet လင်မယားနှစ်ယောက်ရဲ့သားနှစ်ယောက်ကိုလာသိမ်းတယ်အဲ့တော့ prophet eli share ရှိဒီမျိုးမင်းကသွားတဲ့အခါ eli share ကအနီးနားမှာရှိတဲ့သူတွေရှိကနေ co ငှားအိမ်မှာယုံကြည်ခြင်းနဲ့အထက် c ဖြစ်လာမယ်တကယ်လင်း c ဖြစ်တယ်ဗျာ အဲ့ချိန်မှာဒီမျိုးမင်းကသူသားတွေကိုပြောရကဲအိုးလက်ရှိလားဟာမရှိဘူးလို့ပြောရကစီတီတတ်မော်အဘွားမှာမရှိဘူးလို့ပြောသွားရင်မရဘူးမဖြစ်ဘူးလို့ပြောသွားရင်လာနေတဲ့နေရာတွေတတ်မော်တယ်အဲ့ proper မိမနဲ့သူသားနှစ်ယောက်လည်းအဲ့လိုဖြစ်တာသားနှစ်ယောက်ကမရှိဘူးလို့ပြောရကဝင်နေတဲ့စီတီကတတ်မော်ဒါပေမဲ့သူတို့အတမွေးလောက်သောအစာရောစားရပါတယ်သို့တော်ညာလေဖျားတကယ်ပြီးမဲ့နေရာတွေကိုနှုတ်နဲ့မရှိဘူးလို့ပြောလိုက်တဲ့နေရာတန့်စီတယ်ဆိုသူတို့ရဲ့ တော့ဘယ်တော့ခါမှကျွန်တော်တို့မရှိဘူးပြောတာထဲဟုတ်တယ်ဖယားအဖြစ်ရှိလာမယ်ဒါကိုများများဝန်ခံတက်ဖို့အားပေးခြင်းနဲ့နောက်ဇာခရစ်လုကာခန်းကြီးတင်78က20ပရောဖက်ဖြစ်တယ် sorry ယပရောဟိတ်ဖြစ်တယ်ဖယားလုံးလုံးပြီးဖယားရဲ့ကောင်းကင်တမန်စကားကိုသူမယုံဘူးဖြစ်နောက်ဆုံးသူအပြီးမှခလေးရအော်နားလည်အောင်ပြောတော့သူအထင်းမှာယုံကြည်ခြင်းအားနေပြီးတော့ခလေးရမယ်လို့ကောင်းကင်တမန်ဇာခရစ်ကိုလာပြောတာဒါပေမဲ့ तू က ဖះပြောတဲ့စကားကိုဝန်မခံမဲ့ तू လူအိုဖြစ်ခြင်းကိုတော့ဝန်ခံလိုက်တဲ့အခါအပြီးမှကလေးရတယ်။အော်ဒီနေ့ကျွန်တော်တို့ကလောကကြီးမှာသင်ဖြစ်နေတဲ့အရာတွေဝန်ခံရမှာမဟုတ်ဘူး။သင်တို့ဖះသခင်ကဖြစ်လာစေမဲ့အရာကိုဝန်ခံမှအဲ့ဒီယုံကြည်ခြင်းပေါ်မှာဖះအလုပ်လုပ်တယ်ဆိုတော့ကိုအားပေးခြင်းတယ်။ဒါကြောင့်လုံလောက်ယုံမြ just enough အဲ့ဒါကျွန်တော်မပြောမိဘူးလိုအပ်တယ်။နော်။ဒါ just enough ပြောတဲ့သူတွေကလုံလောက်ယုံမြလေးနဲ့ပဲဘဝပြီးသွားတယ်။အဲဒါမှကျွန်တော်တို့အမြဲပြောရမယ့်စကားဒီကနေ့နံပါတ်3တတိယစကား more than enough လုံလောက်တာထပ်ပူရှံခြင်းအဲ့တော့ဘဝမှာဖယားကကျွန်တော်တို့ကို လုံလောက်တာထပ်ပူရှံစေတဲ့အရာတွေပေးနိုင်တာဖြစ်တယ်။နောက်ကျွန်တော်တို့မှာလုံလောက်တာထပ်ပူရှံတယ်လို့ဝန်ခံတဲ့နှလုံးသားပိုင်ရှင်ရှံထွက်အောင်ဖေးကပေးပလိုက် အဲ့ဒါကျွန်တော်တို့အားလုံးသိတယ်မုတ်ငားလုံးငားနှကောင်ပေးတဲ့ကလေးလေးရောင်းခန်းကြီး6နဲ့8ကနေ73ထိဖိုင်ကျွန်တော်ဒီဖြစ်ပျက်ကကြားဘူးလေကျွန်တော်ဖြစ်ပျက်ပြောမှာမဟုတ်သူ့ရဲ့ဝန်ခံတတ်ခြင်းကိုပြောမှာသူ့ရဲ့ဖျားကိုပေးတတ်ခြင်းအသက်တာသူစားမဲ့မုတ်ငားလုံးငားနှကောင်သခင်ရှုတော့ပေးလိုက်လူ9တောင်စားရတဲ့ပြင်12တောင်အကျွမ်းကြံရတယ် ကြောက်ရွံ့မှလည်းအဲ့ stranger ဆက်နေတောင်းအိမ်ပုံကားလုံးငားတောင်ပေးတဲ့ခလေးလေးကိုပဲတကယ်ရှိတော့ပြန်ပေးလိုက်မယ်ဆိုတော့ယုံကြည်တယ်ဗျ။အော်နားလည်အောင်ပြောရင်တော့တကယ်ရှိုဒီခလေးပေးလိုက်တာသေသေးလေးဒါပေမဲ့ပြန်ရတာဆက်နှစ်တောင်းမကပြန်ရ။အဲ့ဒါ more than enough ပဲ။အော်ဒီနေ့သင်သက်တာမှာသင်ဖျောက်အချိန်ပေးခြင်းဖျားနဲ့သွားလာခြင်းအဖျားရဲ့ကောင်းမြတ်ကြောင်းဝန်ခံခြင်းဖျားခေတက်နိုင်တယ်လို့ယုံနေခြင်းအဲအဲ့ဒီလိုလူမျိုးတွေအတွက် more than enough ဖះကဘာဖြစ်လုံလောက်တာထက်ပူရှံအောင်သူကပြီးမင်းဆိုတော့ကိုဒါတောက်ဝတ်တော်အဖြစ်ကျွန်တော်တို့စင်ကျင်မှုဖြစ်တယ်ဒါကြောင့်ចန်းစာထဲမှာဒီကလေးကအသက်တာငဲတယ်ဗျဒါပေမဲ့ယုံကြည်ခြင်းမငဲဘူးဒီကလေးကနာမည်သာចန်းစာထဲမှာမပါတာဒါပေမဲ့သူ့တပိုင်းကပါတယ်ဒီကလေးကိုလူတွေကသာ မသိတာသခင်ယေရှုက သူနဲ့အံ့ဩဖွယ်အလုပ်လုပ်လိုက်တာဒီကလေးကိုလူတွေကသာအမတ်တမတ်ဖြစ်နေတာ သခင်ယေရှုတို့အမတ်တရားဖြစ်နေဒီကလေးလေးကအဲ့တော့တော်ထူးခြားတယ်။နောက်ဒီကနေ့ကျွန်တော်ရဲ့သက်တာမှာဖခင်ရှိမှကျွန်တော်အမတ်တရားဖြစ်လောက်တဲ့ယုံကြည်ခြင်းမျိုးရှိရအောင်။ဖခင်ကအမတ်တရားဖြစ်နောက်တဲ့အနေထားမျိုးနဲ့ကျွန်တော်ကတုံ့ပြန်တတ်အောင်။အဲ့ဒါမုံကန်းလုံးကန်းကောင်ပြီးတဲ့ကလေးလေးပဲ။တောင်သူပြီးလိုက်တာတော့ small လေးပဲ very small ။ဒါပေမဲ့သူပြန်ရလိုက်တာ more than enough ။လုံလောက်တာတဲ့ရှန်ထွက်အောင်ရပလိုက် တော့ဒီနေ့ကျွန်ရင်းအသက်တာမှာသင်ဖျားကိုများများနော်ဝန်ခံပြီးတော့နော်ပေါ်ပြပါကနော် more than enough နော်လုံလောက်တာထက်ပူရှံတဲ့အရာကိုဖျားရှင်ကပြီးမှာဖြစ်တယ်နော်တော့ဒီနေ့ comment မှာလဲဟာလာဒီ more than enough ကိုနားထောင်ပြီးဝန်ခံနေတယ်လို့ဝန်ခံတဲ့သူအလုံး more than enough ိုရှံတဲ့ကောင်းကြီးမင်္ဂလာခံစားရပါစေ။ဘာကြောင့်လဲဆိုတော့ဘုရားရှင်ကသူ့သားသမီးကိုပို့၍လှုပ်ပြီးခြင်း။ဒါပေမဲ့ကျွန်တော်တို့ကရောင်ရဲသောစိတ်နဲ့ဝန်ခံတတ်ဖို့လိုတယ်။ဒါကြောင့်ဘုရားကရောင်ရဲတဲ့စိတ်နှလုံးပါတဲ့သူကို more than enough ပို့တဲ့ကောင်းကြီးတွေပြည့်စုံပြီးတယ်ဆိုတော့ကိုတွေ့ရတယ်။ဒါမုံအားလုံးငားကောင်ပြီးတဲ့ကလေးပူရှံတဲ့ကောင်းကြီးသူခံစားရတယ်။နောက်အာဗြဟံ ခေါင်းချမ်းကကြီး74ငွေ10ကနေ20နှစ်ထိဖိုင်အန်ဒီဖြစ်ပြတော့တွေ့ရမယ်အဲ့ဒါဘာလဲဆိုတော့အာဗြဟံရဲ့တူလောတာပေါ့နော်လောတာနဲ့အာဗြဟံတူကြီးတော်တယ်နော်အာဗြဟံတို့ကညီကို3ယောက်ရှိတယ်အာဗြနာခေါ်ခါရန်လောတာကအာဗြဟံရဲ့အာဗြဟံရဲ့ညီအငယ်ဆုံးခါရန်ရဲ့သားဖြစ်တယ်လောတာဒါပေမဲ့သူတမျိုးလုံးထဲမှာအာဗြဟံနဲ့လောတာနှစ်ယောက်ထဲအသက်တာပြောင်းနေတယ်ပြောကြတယ်သက်ရှင်နဲ့ပြောင်းသူတို့နှစ်ယောက်ဝေးယုံတာ ။ဒေါလင်အဗရာသူတူလောတာကိုတော့ချစ်တယ်။အဲ့တော့ကျွန်တော်အလုံးသီးတဲ့အတိုင်းပဲဒီသောရုံနဲ့ဂေါမောရာမြို့ကိုလောတာရွေးပြီးသွားနေလိုက်တယ်။နားလည်အောင်ပြောရင်တော့အဲ့မြို့ကိုရွေးတဲ့ချိန်မှာလဲဖျားကိုစွတ်မတောင်းပဲရွေးတဲ့အခါအဲ့မြို့ကတကယ်ပြဿနာမြို့ဖြစ်သူအမြင်နဲ့ရွေးလိုက်တယ်။အော်ဒီကနေ့လောကကြီးမှာဒီအမြင်နဲ့လုပ်တဲ့အရာတွေကအနေရှိတယ်။ကျွန်တော်ယူရချေရမှာဆုတောင်းခြင်းနဲ့ယူရဖျားကို တိုင်မြင်ခြင်းနဲ့ယူရဘာလို့လို့ ဒါပေမဲ့လောတာကတော့ဒီသောရဝေါ်မရောက်သူကမျက်မြန်နဲ့ယူလိုက်တာအာဒါရအေဒီဝင်းရင်ကဲ့သို့ဖြစ်တယ်အဲကျက်စာအလူရေးထားတယ်အေဒီဝင်းရင်ဖြစ်တယ်လို့ရေးထားတာမဟုတ်အေဒီဝင်းရင်ကဲ့သို့လို့ပြောတာနော်ကဲ့သို့ဆိုတာနားလည်အောင်ပြောရင်တော့အတုပဲသူကဒါပေမဲ့အဲ့တော့သူကမျက်မြန်တဲ့အရာနဲ့ယူလိုက်တာဒီသောရဝေါ်မရာဒုစိတ်များနဲ့မြုပ်ရင်ဖြစ်တတိယကဒီသောရုံဂေါမရဘယင်ကိုအချားနိုင်ငံကဘယင်တွေကလာပြီးတိုက်ပြီးတော့ဖမ်းသွားအဲ့ချိန်မှာလော်တာတို့ပါကြုံဖြစ်ပါသွားတာ ဲ့တော့ကြားတဲ့ခါအာဗြဟံသူ့အိမ်မှာကျွန်338ရောက်နေသူသွားတိုက်တာအောင်းစရာပဲဗျဒီသောရုံဂေါမောရဘယင်ကိုလောတာတို့ရောသူပြန်ကဲနှုတ်နိုင်တယ်ဗျအာဗြဟံအဲ့တော့သင်ဖတ်ချင်ကပောက်ချန်ကြီး14ငွေရှိကနေ20နှစ်ထိဖိုင်တွေ့ရအဲ့ချိန်မှာပဲအာဗြဟံဒီသောရုံနဲ့ဂေါမောရဘယင်ဟာကျေးဇူးတင်လုံးလို့ဟာလက်ဆောင်လေးဘာတွေပေးတာအာဗြဟံဘာလုပ်လဲစမ်းချီတမြင်အောင်မယူဘူးဗျဘာကြောင့်လဲဆိုဘုရားသခင်သူ့ကိုပေးထားတာရှန်ထွက်တယ် နောက်ဆုံးယေဘရဟိမေလခိဇီဒတ်ကိုနော်အာဗရာဟံဆဲဖို့ဖို့ပြီးတယ်အဲ့တော့အဲ့မေလခိဇီဒတ်ဆိုဘယ်သူပုံဆောင်သခင်ယေရှုပုံဆောင်နော်ရှာလင်မင်းကြီးရှာလင်ဆိုအရင်တော့ယေရုရှလင်မြို့ရှာလင်မြို့လို့ခေါ်တယ်အဲ့ဒီမေလခိဇီဒတ်ကရှာလင်မင်းကြီးလည်းဖြစ်တယ်လို့ယေဘရဟိလည်းဖြစ်တယ်ဖျားလူဖြစ်တယ်အော်ဒီယေဘရဟိမေလခိဇေဒတ်ကိုဆက်ဖို့ပြီးတဲ့အခါမှာเนาะဒီအာဗြဟံကိုဖျားရှင်ကကောင်းကြီးပြီးတယ်ဗျာ အောင်စေဘောဖေးအားလူနော်အဲ့တော့အာဗြဟံရဲ့သက်တာမှာအဲ့ဒီတိုက်ပြီးပြန်လာတဲ့အခါမှာ तू ကအများကြီးရှိနေတော့သူ့မှာလုံလောက်တာလည်းပူရှန်တာရှိတော့ဒီဘယင်းနေပေးတာတော့သူလက်မခံအဲ့ဘယင်းနေပေးတာထပ်ပူများတဲ့ရာသူ့ထဲမှာရှိနေကဲအောင်စေဘောဘာလို့အသက်ရှင်နေဘုရားရှိနေကဘာကြီးကိုပိုင်နေဘုရားသူ့ထဲမှာရှိနေတောင်းတကယ်တော့အာဗြဟံသူ့ဘဝစတဲ့အခါအစင်မပြေတဲ့မိသားစုကအာဗြဟံပေါက်ဖွာလာတာနော်ဒါမင်း ဖယားနဲ့အဆက်အသွယ်ကောင်းတဲ့အခါအဆင်ပြေပြီးပူရှံသွားတာ။နောက်ဒီကနေ့သင်ဘဝစတာတွေကအဆင်မပြေခြင်းနဲ့စတယ်ကိစ္စမရှိဘူး။ဖယားနဲ့အဆက်အသွယ်ကောင်းအဆင်ပြေခြင်းနေနဲ့ပြန်ကြည့်ဆုံးသွား။တော်ကြတယ်မှာအာဗြဟံအဆင်မပြေတဲ့မိသားစုကလာတယ်။ဒါပေမဲ့ဘုရားနဲ့အဆက်အသွယ်ကောင်းလို့အဆင်ပြေသွားတယ်။ဟာနာအဆင်မပြေတဲ့ဘိုက်ပိုင်ရှင်။ဒါပေမဲ့ဘုရားနဲ့အဆက်အသွယ်မှန်တော့သူ့ဘိုက်ကအဆင်ပြေပြီးခလေးမွေးသွားတယ်။ပေတရုဟာ အစင်မပြေတဲ့တငါသေးတညာလုံးငါးတကောင်မှမရဒါပေမဲ့ခင်ရှုနဲ့အဆက်သွဲကောင်းတဲ့အခါအစင်ပြေတဲ့ပြင်လှေနှစင်းနှစ်လူမတက်ငါးရီအပြည့် more than enough ရတော့အဲ့ဒါနှုတ်ဝတ်တော်ရဲ့စကားတွေဖြစ်တယ်ဒေါတိဒီကျွန်တော်ကလောကကြီးနဲ့အစင်ပြေဖို့စဉ်းစားတာထက်ဖရာသခင်နဲ့အစင်ပြေဖို့စဉ်းစားနေတဲ့ဘဝမှာအစင်ပြေခြင်းတွေသွားသူရောက်လာမှာဖြစ်တယ်ဒါကြောင့်အာဗြဟံသူ့ကိုဒီတော်တော်နဲ့ဂေါမောရဘုရင်ကပြီးတယ် လက်ဆောင်လည်းလုံးဝလက်မခံဘာသူ့မှာ more than enough ပူရှာတဲ့နေရာတွေအများကြီးရှိစဉ်းစားကြည့်ကျွန်တော်အိမ်မှာ318ယောက်ရှိတယ်ဆိုတော့စဉ်းစားကြည့်ဘလောက်ချမ်းသာဘလောက်တော်သူ့ထဲမှာဖခင်ရဲ့ပေးထားတဲ့ကြွယ်ဝခြင်းတွေရှိဒါတွေကို तू ဝါချွားခြင်းမရှိဘူးဒီနေရာတွေကိုဂုံဖုတ်ပြီးပေါ်ပြခြင်းလည်းမရှိဘူးဖခင်သခင်ကြီးစုတော်ကိုချီးမွမ်းခြင်းပဲရှိအောင်စစ်သိကောင်းတော့ကြည့်လေအိမ်မှာကျွန်318ယောက်ကိုကျွေးနိုင်တဲ့တထေးဆိုတော့နေနေတော့မှမဟုတ်ဘူး တကြုံကြီးပဲတော့318ရောက်မိသားစုဝင်မပါသေးဘူးအာဗြဟံကောင်းကြီးတော့အာဗြဟံကောင်းကြီးရှာတာမဟုတ်ရောက်တဲ့နေရာမှာရစ်ပလင်တဲတယ်ပြောချင်တာဖခင်ရှိခိုးတဲ့ခါကောင်းကြီးတွေကသူ့လာရှာပြီးဆက်သွေးရတော့ဒီကနေ့ကျွန်တော်တို့ကကောင်းကြီးရှာတဲ့အသက်တာမဖြစ်ပေနဲ့ကောင်းကြီးကို ပေးနိုင်တဲ့ဖခင်ကို နေ့စဉ်ရှာရင်တင့်ကို ကောင်းကြီးတွေကရှာပြီးလာပို့နေရမှာဖြစ်တယ်တော့ဒီနေ့ more than enough လုံလောက်တာတဲ့ရှံအောင်ဖះရှင်ကတဲ့ကိုပေးနိုင်တယ်အဲဒီဖះကိုတဲ့အာယုံပြုတ်လေအာဗြဟံအသက်တာမုံငါးလုံးငါးနှကောင်ပေးတဲ့ခလေးရဲ့အသက်တာကဲသို့ဖះနဲ့အဆက်အသွယ်ကောင်းပြီးဖះနဲ့သက်တဲ့အသက်တာနဲ့အသက်ရှင်ပြီး ထိုဖះကိုပေးပါက ထိုဖះကတဲ့ကိုရှံထွက်အောင်လုပ်ပေးနိုင်တယ်ဆိုတာအပီးရင်နောက်ဆုံးဖြစ်ပြလေးတစ်ခုပြောပြီးနေကုန်ချုပ်ချင်တယ်တခါတော့က ဒါအမေရိကန်နိုင်ငံပါเนาะကျွန်တော်တို့ Thanksgiving Day เนาะကျေးဇူးကျော်ချီးမွမ်း Sorry line အနေငယ်ရုပ်တရက်ကျသွားလို့ဖြစ်တယ်เนาะ Sorry ပါတခါတော့အမေရိကန်နိုင်ငံမှာเนาะ Thanksgiving Day ပေါ့ဒီကျေးဇူးတော်ချီးမွမ်းရာနေ့မရောက်ခင်မှာမူလာန်းကျောင်းတစ်ကျောင်းမှာဆရာမတစ်ယောက်ကဒီကလေးတွေပေါ့ဒီကျေးဇူးတော်ချီးမွမ်းခြင်းနဲ့သက်ဆိုင်တဲ့အပုံလေးတွေဆွဲခိုင်းတယ်အားတော့ကလေးတွေကချက်စင်ပုံဆွဲတယ်အားတချို့ကစားစရာပုံအားမျိုးမျိုးဆွဲတယ်အဲ့ချိန်မှာ dog club လို့ခေါ်ရဲကလေးလေးတစ်ယောက်က အဲသူကတော့ပိန်ပိန်သွသွေလေးပေါ့အားចောင်းလာရင်လည်းခလေးကငိုးတယ်ကြီးကြတယ်အဲ့တော့ဒီခလေးလေးကိုလည်းကဲတာချိုက်တာဆွဲဆိုသူကြောက်ပါဆွဲလက်ပုံလေးကိုဆွဲတယ်အဲ့ချိန်မှာပဲဆံမဒီခလေးတွေအားလုံးရဲ့ပုံတွေကိုကြည့်ပါဟာတချို့ကစက်စင်တချို့ကအယုတ်ဟာတချို့ကငှက်ကလေးတချို့အားမျိုးမျိုးပုံလေးတွေဆွဲဒါပေမဲ့ဒီခလေးရဲ့ပုံကြောက်ထူးဆန်းသွားလက်လက်ပုံဆွဲဟာအချိန်မှာပဲအားလုံးပုံနဲ့မတူသွားထူးခြားနေတယ်ဗျထူးခြားနေတယ်နော်ထူးခြားနေတော့အဲ့တော့ဆံမမေးတယ်ဒါ အားလုံးရှိပါဘို့ဒီလောက်ကဘာလို့လက်လဲဟာချာကလေးတွေကရီတာပေါ့အမျိုးမျိုးပေါ့ကြီးစွာချင်းမွန်ရနေမတိုင်ခင်မှာလက်ပုံဆွဲတော့သူဝိုင်းကြီးကြအဲ့ချိန်မှာပဲဆ iam မေဘာလို့လက်လဲသားအမေလက်လာအဖေလက်လာဖခင်လက်လာဘာလို့လက်လဲအာမေတော့ကလေးအဲ့ကြမငိုးတယ်ဟာဆ iam လမ်းသွားတယ်ဟောသားရင်ကိမင်းမဖြေခြင်းလည်းမဖြေပါနဲ့ငါတို့နားလေတယ်အေးကောင်းနေကောင်းနေမင်းလက်ပုံဆွဲတာကောင်းနေအဲ့ကြမှာကလေးကအဲ့ဒီလက်ကဆ iam လက် ဟာဆရာမအောင်းတော်ဟောဆရာမမိကသားရေဘာလို့ဆရာမလက်ကိုဆွဲရတာလဲအော်ကလေးကပြောတယ်ဒါဒီเจ้าဝင်လာတော့ငိုပြီးလာရင်ဆရာမလက်ကမျက်ရည်တုပ်ပေးတယ်ဒါဘိုက်ဆိုင်ဆရာမလက်ကမုတ်ချူးသားစာမကြီးတဲ့ဆမလက်ကလေးနဲ့ကင်ပြီးရေးပြီးတာချီဝဲဝန်းနေဆမလက်ကတာကိုပွေဖတ်ထားတယ်ဒါကြောင့်တာတိတ်ချစ်တာဆမလက်ပဲဆမအောင်းတော်တယ် ဒီကလေးကိုဖတ်ပြီးတော့ဆရာမငိုတယ်။အော်မင်းငါလက်ကိုဒီလောက်တောင်တံပိုးထားပါလား။ဘာကြောင့်လဲကလေးမြင်တာဆရာမလက်ကိုပဲသူမြင်ခဲ့တာ။ဒီဆရာမရဲ့လက်ကနှွေးနေနှွေးထွေးဒီကနေ့ချက်တော်ညီကိုမမကျော်ကျမကိုဘာရီမြင်လဲလောကရဲ့စစ်ပွဲတွေဒုက္ခပြဒနာတွေဘေးဥပါတိအာမျိုးမျိုးသောသတင်းစိုးတွေကိုမြင်လာတာဒါမို့ဘုရားသခင်ရဲ့မျက်နာတော်နဲ့ လက်တော်ကိုမြင်လာလားစဉ်းစားကျွန်တော်တို့ဒီကနေ့ထိအငူတိတ်စေတာဘုရားရဲ့လက်ပဲကျွန်တော်အသက်မွေးလောက်သောစာကျွေးတာဘုရားသခင်ရဲ့လက်တော်ပဲကျွန်တော်ယနေ့ထိအကုန်တာဝန်ယူပေးတာထာဝရဘုရားရဲ့လက်တော်ဖြစ်တယ်ဒါကြောင့်အဲဒီလက်တော်ပိုင်ရှင်ဟာတကူကြီးတဲ့ဘုရားဖြစ်တယ်အဲဒီလက်တော်ဟာ more than enough ပူရှာတဲ့အရာတွေကိုကာလအစဉ်မြဲပေးနိုင်တယ်ဒါကြောင့် အခြားသူတွေရဲ့လက်ကိုသင်လိုက်ကြည့်တာထက်ထာဝရဘုရားရဲ့မျက်နာတော်နဲ့ထာဝရဘုရားရဲ့လက်တော်ကိုမျှော်ကြည့်တော်သူများဖြစ်ပါစေလို့အားပေးခြင်းနှိကုံးချုပ်လို့လေကျွန်တော်တို့ရုပ်ချင်းစီတိုင်းဖြတ်ရှင်သား၍ကောင်းချီးပေးပါစေ God bless you all ရင်သက်ချင်းရှိပါစေကျွန်တော်နှစ်ဖန်ညနေမြန်မာစံတော်ချိန်3နာရီခွဲမှကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်ပါလိမ့်နှစ်ဖန်ကြောင့်ကျွန်တော်တိတ်တိတ်နဲ့ခေါင်းဆက်အသက်တစ်ခုကျွန်တော်နားထောင်မှာဖြစ်ပါတယ်ကြည့်ရှုခွန်အားယူတယ် ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကောင်းချီးခံယူကြပါစို့။ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်ဒုံမာသူဖျားထံတော်ပါမှကောင်းချီးဖျက်ပြသည်။ကြည့်ရှုတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောက်ဒီကနေ့မွန်းနေ့ကြောက်တဲ့မွန်းနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းစစ်ပွဲတွေရပ်တန့်ခြင်းဘိဥပတ်တွေကင်းဝေးခြင်းဆစ်ရှောင်နေတဲ့သူတွေဘိဥပတ်ကင်းဝေးခြင်းစားစရာလိုတဲ့သူစားစရာပေးခြင်း ခိုကူးရမဲ့တော်သူများအတွက်မျော်လင့်ချက်နဲ့ခိုကူးရအတွက်လိုအပ်တာဖျားရှင်ထောက်ပံ့ခြင်းကြီးစုတဲ့ online ပရိသတ်အဖိုးဖွားအဖေအမေတော်ဦးလေးဆရာသမားမိဘညီကိုမောင်မခရီးလူငယ်လူကြီးအားလုံးမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့သရကောက်ယနေ့မှစ၍ကာလအစမြဲကောင်းကြီးဖျားဖျားတိုက်ရောက်တည်ရှိနေပါစေတော်အာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ချမ်းရှိပါစေ။ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့။ Three.